Miss World 2025ပြိုင်ပွဲမှာလလကောင်းတဲ့အလှမဲ့တယောက်ဖြစ်ဖော်ပြခံရတဲ့ကရင်ကပြားမလေးခိဆာခင်အလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေကျဆွလိုက်ပါတယ်ဆွာမြန်မာ2025ပြိုင်ပွဲကိုဝင်ပြိုင်တဲ့အလှမဲ့တွေထဲမှာခိဆာခင်ဟောင်းအသက်ငယ်ဆုံးဖြစ်ပေမဲ့အလုံးကိုကြော်တက်ပြီးဝင်းနောက်ဆုကိုရရှိသွားခဲ့ပါတယ်ခိဆာခင်ကအသက်18နှစ်သာရှိသေးပြီးကရင်ကပြားမလေးတယောက်ဖြစ်ပါတယ်အရင်ကလည်းနိုင်ငံခြားမှာအလှမဲ့ပြိုင်ပွဲတွေတောင်းရောက်ရှင်ပြိုင်ခဲ့ဖို့တဲ့အတွေ့အကြုံရှိအောင်တမကအသက်ငယ်ပေမဲ့အတွေ့ခေါ်ကောင်းပြီး question and answer တွေထေချာဖြစ်နေတာ ောင့်မစ်စဝမြန်မာတရက်ဖို့ကိုစောင်းခွင့်ရသွားခဲ့ပါတယ်။အခုဆိုရင်တော့ခေဆာခင်ဟာအိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့မစ်စဝ2025ပြိုင်ပွဲကိုတယောက်တည်းသွားရောက်ရှင်ပြိုင်နေပါပြီ။ဒီလိုပြိုင်ပွဲတွေကတော့အလှမဲ့တယောက်တည်းသွားပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပြီးကိုယ့်အရေးချင်းတွေအကုန်လုံးကိုထောက်သုံးရတဲ့ပွဲဖြစ်ပါတယ်။ ခေစာခင်က Miss World 2025မှာလည်းအသက်ငယ်ဆုံးပြိုင်ပွဲဝင်တယောက်ဖြစ်ကောင်းနိုင်ငံတကာဝိုင်းရင်အလှမဲ့ကြီးတွေရဲ့ချီးကျူးမှုတွေကိုလည်းရနေပါတယ်။နိုင်ငံတကာကအလှမဲ့တွေနဲ့အတူဒီနှစ်အတွက်လလကောင်းတဲ့အလှမဲ့ဖြစ်ဖို့ပြခံရပြီးဒီလောက်ထိပြောင်းလဲသွားနိုင်မယ်လို့ခေစာခင်ကမထင်ထားခဲ့ကြပါဘူး။ ခုဆိုရင်တော့ Miss World 2025ပြိုင်ပွဲမှာခေဆာခင်က National Costume ပွဲစဉ်ကိုအဆင်ပြေပြေပြိုင်နိုင်ခဲ့ပါတယ်။ဒိန်နီဝတ်ဆောင်တဲ့တောင်ရောက်ရှင်ပြိုင်တာဖြစ်ပြီးခေဆာခင်နဲ့အရင်လိုက်ဖက်နေတာပေါ့။ဒီဇိုင်နာတွေလည်းမလိုက်သွားရတာကြောင့်ပြိုင်ပွဲမှာရှင်ပြိုင်မှုအတွက်ဝတ်ဆောင်တွေကိုခေဆာခင်တယောက်တည်းပဲပြင်ဆင်ရပါတယ်။ကိုကြီးပေမဲ့သူတွေလည်းမပါဝင်လို့ National Costume ကိုတော့တယောက်တည်းအားနဲ့ဝင်လို့အဆင်ပြေအောင်ချုပ်ပေးလိုက်တာပေါ့။ ချုပ်ပေးလိုက်တဲ့ကင်နီဝစ်ဆွန်ကချစ်ချစ်လေးလေးနဲ့လှပနေတဲ့အပြင်ခေစာခင်နဲ့ရန်လိုက်ဖက်နေတာကြောင့်ဝစ်ဆွန်စုကလည်းရစီခြင်းနေကြပါတယ်ခေစာခင်ဟာမြန်မာနိုင်ငံမှာရှင်ပြိုင်ဇနုံးကတော့တမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပြည်သက်တွေကအယံအာမရခဲ့ကြပါဘူးနှစ်လအတွင်းမှာအချိန်မီမပြင်းစင်နိုင်မှကိုစိတ်ပူခဲ့ကြပေမဲ့လည်းခေစာခင်ကတော့မမေ့နိုင်လောက်အောင်ကိုပြောင်းလဲသွားနိုင်တာပါခန္ဓာကိုယ်ကလည်းလှပသွားသလိုကိုကိုကိုယုံကြည်မှုရှိတဲ့အသွင်ပြင်တွေကလည်းမြင်နေပါတယ် project အတွက်လည်းခေစာခင်းကတခါတည်းပြင်ဆင်သွားခဲ့ပြီးငလျင်ဘေးတင်ဒေတာကကလေးတွေပညာဆက်လက်သင်ကြားနိုင်စေဖို့ဒီရွယ်တဲ့ project နဲ့ရှင်ပြိုင်သွားမှာပေါ့ခိုင်မာတဲ့ project လည်းရှိသလုံးအမိခွန်ခင်းခင်းနဲ့တယောက်ထဲတပ်ပနိုင်တာကြောင့်ခေစာခင်းဟာဒေသုံငိမ့်ထပ်ပို့ပြီးတော့ရည်ချင်းရှိကြောင်းချီးကျူးမှုတွေလည်းရရှိနေပါတယ် တဲဆုညင်ပြောင်းပွဲဝင်စင်မှာဘေးနောက်မှာကုညီပေးမဲ့သူတွေကဝိုင်းဝိုင်းလဲနေပေးမဲ့လဲခေစာခင်ကတော့နိုင်ငံသားမှာပြိုင်ဖို့စတင်သွားကြတဲ့ကအဆဆရရကိုတယောက်ထဲပဲစီစဉ်ရတာဖြစ်ပါတယ်ဒီနှစ်ရဲ့ Miss World မြန်မာ2025 Winner ဆိုရှင်ခီစာခင်ကပြလက်ပြလက်တဲ့ဟန်နဲ့အလှမဲ့တယောက်ရဲ့အရေးချင်းရဲ့ပြဝရှိနေလို့ဆိုတခုတော့အရယူလာနိုင်လိမ့်မယ်လို့မျှော်လင့်နေကြတာပေါ့ခီစာခင်ဟာဆယ်တန်းကိုဖြည့်ထားစေချမ်းသူဖြစ်ပေမဲ့အင်္ဂလိပ်စကားပြောစွမ်းရည်ကတာလွန်နေပါတယ် ိတ်ထားရင်ကျက်တဲ့အသွင်ပြင်ရှိတဲ့ခေစားခင်ကိုတော့ပရိသတ်တွေကစုမရလဲမငိုလာဖို့အတွက်သတိပေးနေကြကောင်းတနိုင်သမျှအစွမ်းကုန်အပင်းနေကြပါတယ်မစ်စဝပြိုင်ပွဲကဂုံတိတ်ခါရှိတဲ့ပြိုင်ပွဲဖြစ်တာကြောင့်ငွေရှိတိုင်းလဲစုမရနိုင်ပဲအဖက်ဖက်ကပြေဆောင်ကောင်းမွန်နေမှသာစုရနိုင်မှာဖြစ်ပါတယ်ဆရာထုကတော့ဒီတစ်ခါမှာစကားတွေအများကြီးမပြောတော့ဘဲအလုံးနဲ့ပဲတက်သေးပြပြီးခေစာခင်ကိုတောက်ပအောင်ပြိုးထောင်ပေးလိုက်ပါတယ်။ဒါနဲ့မကတည်းပဲမစ်စဝမြန်မာမှာဆွရတဲ့အလှမယ်တွေကိုစံသားရှိရင်ရုပ်ရှင်မင်းသမီးဖြစ်ဖို့ကိုလည်းပတ်မိုးပေးသွားမှာဖြစ်ပါတယ်။ Miss World မြန်မာ2025 winner ခီဆာခင်တရားနိုင်ငံကုန်ကုန်ဆောင်ပေးမယ်နောက်ထပ်လှမယ်တူဖြစ်လာမလားဆိုတော့ခမန့်ပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပြည့်ရွှေပါစေ